မစ္စတာအနေနဲ့မှမဟုတ်ပါဘူးလူတယောက်ရဲ့ကျင့်ဝတ်လူတယောက်ရဲ့သိက္ခာလူတယောက်ရဲ့ history အရန်ကောင်းမှရှေ့ရှုဆိုင်ဘလို့ကောင်းမှဆိုတဲ့ဟာကတော့အများရန်ရှိတဲ့နေပါတော့မစ္စရာလည်းဟိုလမ်းတော့လို့ခလုတ်တိုက်မိရင်တော့သူလည်း miss ကိုလည်း miss ဖြစ်နေခင်ဗျာလေအောက်နာလည်းရှိတယ်လို့ဆိုတာလည်းရှိပါတယ်အစိုးကတော့အများရန်တွဲနေဒါပေမဲ့ကိုကအစိုးဘက်ကိုကြောင်းမလားအကောင့်ကိုလက်ခံနေမလားဆိုတော့ကိုကိုတိုင်းရဲ့ပုံစံနဲ့ဟိုပါဘုံတယ်နောက်ပြီးတော့မြန်မာနိုင်ငံမှာလက်ခံလာတဲ့ပုံစံကလည်းဆိုးဆိုးကောင်းကောင်း သိဘူးငါတို့တိုက်ရင်ငါတို့အားပေးရင်အဆင်ပြေတယ်ဆိုတော့ခင်ဗျာဆိုတော့လေအဲအားအကြောင်းနှင်းညင်လိုက်တယ်နှင်းကတော့အခု city driver တချို့ city ပွဲလေးယူထားတယ်အဲလုံးမစားပါဘူးဒါနှင်းဖြစ်ဖြစ်ဝါသနာပါလို့ဒီမှာ invest လာတော့ city ပွဲတစ်ခုနေနဲ့ invest ပေါ့နှင်းရဲ့ဝါသနာမရ invest လာတော့ဒါမဲတချို့မဲတွေကိုဘယ်လောက်ဒီနှင်းသင်ပေးလို့ရမလဲသူကဘယ်လောက်ဒီပါလာမလဲနှင်းရဲ့ sharing နှင်း knowledge ကို sharing တော့ဘယ်လောက်လက်ခံနိုင်လဲ တော်ရက်ထားပွဲတက်တယ်လည်းမလုပ်အိမ်မှာပဲနောက်စီးပွားရေးတချို့နည်းနည်းလုပ်တာစီးတီဒရိုက်တာတချို့လည်းသင်ကလေနင်းကိုယ်တိုင်တော့ဟိုဟာမဖြစ်တော့ပြီမဲ့နင်းသိထားတဲ့ knowledge ကြီးဘယ်လောကနဲ့ပတ်သက်တဲ့အနေအချင်းတော့နင်း lesson ခံချင်တယ်အဲ့တော့နင်းမဲ့အစ်စ်ကလေးတွေကိုသူတို့ဘယ်လောက်လုပ်နိုင်တယ်ပေါ့နော်နင်းနည်းနည်းသင်ပေးနေဆွဲထုတ်ချင် profession ကတော့အကုန်လုံးပေါ့အဆက်ဆက်ရပြိတ္တအမြင်ရောပိုလက်ခံလာတဲ့အပိုင်း ကဆိုနည်းနည်းဝေဖန်ခံရတယ်ဘလို့ဝစ်တယ်ဘာဖြစ်တယ်ဆိုအခုဆိုဒါကြီးကဟုတ်ပြီ fitness အနေနဲ့ပေါ့နော်ခန္ဓာကိုယ်ဘယ်လောက်သူတို့ကြံ့ခံအမီထားလဲဒါဟာအလှတရားတစ်ခုပါလားဆိုတာကိုလက်ခံတယ်ပေါ့မှာအဆင်ပြေတယ်အာ brain ပေါ့နောက် behavior ပေါ့ body beauty ကတော့ပုံမှန်ရှိရမှာပေါ့နော် behavior ပြောရင်နေ့ကိုအမုန်းချမှာပေါ့ဟုတ် behavior က miss တောင်နေနေမှာမဟုတ်ပါဘူးလူတယောက်ရဲ့ဂျင်းဝင်လူတယောက်ရဲ့သိက္ခာလူတယောက်ရဲ့ history အရန်ကောင်းမှအရှိအရှိဆိုင်ဘယ်လိုကောင်းမှဆိုတဲ့ဟာကတော့ အများတန်းရှိတဲ့နော်ဒါခေရဲ့ရေစီးချောင်းကိုဝါဒလိုဖြစ်လာရဲပေါ့နော်အလှတရားတစ်ခုမဟုတ်ဘဲနဲ့ကိုရီကိုရီငငယ်တော့ဆိုလို့ရှိရင်မင်းသားမင်းသမီးဆိုတာကလေညီအားပေါ့အရန်ခတ်တယ်အရန်လှအရန်လှပေါ့ လွယ်လွယ်နဲ့လည်းမဖြစ်ဘူးပြင်မာလည်းလွယ်လွယ်များဖို့မရှိဘူးပေါ့နော်အခုဟာမစ်ဆရာလည်းဟိုလမ်းတော့လခလုတ်တိုက်မိရင်တော့သူလည်းမစ်ကိုလည်းမစ်ဖြစ်နေခင်ဗျာလေအောင်လာလည်းရှိသလိုဆိုးတာလည်းရှိပါတယ်အဆိုးကတော့အများတန်းတွဲနေဒါပေမဲ့ကိုကအဆိုးဘက်ကိုသွားမလားအကောင်းကိုလက်ခံနေမလားဆိုတော့ကိုကိုတိုင်းရဲ့ပုံစံနဲ့ဟောပါဘူးတော့နောက်ပြီးတော့မနက်ကမလက်ခံလာတဲ့ပုံစံကလည်းစိုးစိုးကောင်းကောင်းမသိဘူးငါတို့ကြိုက်ရင်ငါတို့အားပေးရင်အဆင်ပြေတယ်ဆိုတော့ခင်ဗျာဆိုတော့ ကြောင်းနှင်းညင်လိုက်တယ်။သူလည်းစူးစမ်းကြတာလေးရှိပါတယ်။ International အထိပအောင်လုပ်ခဲ့တဲ့သူတကယ်စူးစမ်းရဲ့မစ်ဆိုတာမင်းကဒါတကယ်ချီးကျူးပါတယ်။တကယ်ကောင်းကျူးပါတယ်ပေါ့နော်။တချို့ခဏလေးတက်ပြီးတော့ပျောက်သွားတယ်။ဒါမှမဟုတ်တချို့ကြောင့်သူတို့လှုပ်ချင်တဲ့အရာတစ်ခုအတွက် negative တစ်ခုအနေနဲ့ပဲဒီ miss log ကိုတုံးကြတယ်ဒီပြိုင်ပွဲ log ကိုတုံးကြတဲ့ခါကျတော့နှစ်မျိုးရဲ့နှစ်ရကြဒီ beauty page log ကိုတကယ်ချစ်တာဟုတ်ဘူးသူထိတ်ကြည့်လဲ miss တယောက်အနေနဲ့လည်းချစ်ချင်ရတော့ ့တခြား stage ကိုမပူဘူးเนาะအဲ2019မှာ Miss Universe မြန်မာလေမြန်မာနိုင်ငံကိုစာပြီးလို့ရဆောက်တာဖြစ်ကမှာတက်ပြန်ခဲ့ပါတယ်။ Top Show ဒီကတော့အခု City Driver တချို့ City ပွဲလေးယူထားတယ်။အဲလုံးမစားပါဘူးဒါနှင်းဖြည်းဖြည်းဝါသနာပါလို့ဒီမှာ invest လာတော့ဒါစီးပွားရေးတစ်ခုအနေနဲ့ invest ပေါ့။နင်းရဲ့ sharing တလို့ပြောလာခဲ့တာဒီလောကကိုချစ်လို့ねပြန်ပြီးတော့ခြေချပါတော့နင်းအသက်ရွယ်နေတာနင်းပြန်ပြီးတော့မဝင်လာခြင်းနဲ့ခါမှာဒီလိုပုံစံလေးနဲ့ဆက်ရှိနေခြင်းသေးတာနင်းဒီလောကထဲမှာပျောက်သွားတာမျိုးပုံစံနဲ့ဆက်ရှိနေခြင်းသေးလို့ဒီလောကကလေးကိုလောက်တော့အဲနင်းကြိုးစားမယ်တို့ဘယ်လောက်ပါမလဲတော့မပြောတတ်ဘူးအဓိက body ပေါ့နောက် behavior ပေါ့ကြံတဲ့ beauty ပိုင်းကခက်ခက်ကပြင်လို့ရတယ်လို့နော်အဲစီကံမရှိ နေကျင်တယ်လို့နေရကိုကျင်တရားကိုကိုကိုမချစ်ပဲနဲ့ကိုကိုဖြက်စီးလိုက်တာကိုကိုမထိန်သိမ်းနေကြတယ်မကြိုက်ဘူးကိုကတိတ်လဲတံမိုးမထားတော့ဆိုတော့ကိုရောကြောက်ရောတုံဖြစ်နေရဆိုတော့မသိတာတော့ပါဘူးတရားရတိုင်းတော့เนี่ยรอบ behavior ကိုလူတယောက်မှာမင်းဆော့ဟောမဟောဟောဒီလူကကိုကျင်တရားဘလောက်ကောင်းလဲဆိုတာကိုပဲမူတည်ပြီးတော့ရွေးချယ်ဆုံးဖြတ်တယ်။အနည်းအပေါင်းလေးရွေးချယ်ပါတယ်။နင့်ပတ်ဝန်းကျင်မှာလည်းဒီလိုပဲနေတာဖြစ်တယ်။เนี่ยรอบ behavior ကိုပြရရတာလည်းပေါ့။